မိုးရွာရေကြီးမြေပြိုခြင်းဖြစ်စဉ်တွေအတွက်ကြိုတင်ပြင်ဆင်ထားရမယ့်အကြံပြုချက်တွေမေလလယ်ကနေအောက်တိုဘာလအထိမြန်မာနိုင်ငံရဲ့မိုးရွာသည့်ကာလဖြစ်ပါတယ်။မိုးရွာသည်မှာမိုးရွာတာရေကြီးရေရှမ်းတာမိုးတက်မိုးတိုင်းကြတာမြေပြိုတာတွေဖြစ်ပွားလေရှိပါတယ်။အထူးသဖြင့်မေလ28ရက်ကလွတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ ပဲဘကုတ်တိုင်းကဒေတာချုမှာမြေသားအကွဲတာနဲ့မြေသားပြောင်းပြောင်းလာတဲ့ဖြစ်စဉ်တွေရှိပြီးအဲ့ဒီဒေတာတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့မြေပြိုခြင်းအန္တရာယ်တွေကိုဒီမိုးရွာသီကာလမှာပိုပြီးသတိထားဖို့လိုအပ်ပါတယ်။ရေကြီးရေလျှံခြင်းနဲ့မြေပြိုခြင်းအန္တရာယ်တွေအတွက်ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့အကြံပြုချက်တချို့ကိုမျှဝေလိုက်ပါတယ်။ဒါတွေကိုကြိုတင်ပြင်ဆင်ပါ။ဒီကာလမှာသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကနေထုတ်ပြန်တဲ့မုံတိုင်းသတိပေးချက်တွေမိုးတဲထန်စွာရွာသွန်းတာကြောင့်ဖြစ်ပေါ်လေရှိတဲ့ရေကြီးရေလျှံတာ မြေပြိုတာစတဲ့အန္တရာယ်ဆိုင်ရာအတိပေးချက်တွေကိုဂရုပြုစောင့်ကြည့်ပါရေလွမ်းနိုင်ခြေရှိတဲ့မြေနှိပ်နေရာတွေမြေပြိုနိုင်ခြေရှိတဲ့တံပေါ်ဒေသတွေနဲ့မြေချောင်းအနီးဝန်းကျင်တစ်လျှောက်နေထိုင်ပါကဘေးကင်းလုံခြုံရာနေရာကိုချက်ချင်းရွှေ့ပြောင်းနေထိုင်ပါအရေးကြီးစာရွက်စာရန်ဆေးဝါးနဲ့ပစ္စည်းတွေကိုရေစုကန်အိတ်နဲ့ထည့်ပြီးကိုနစ်မကွာဆောင်းထားပါ။ဓမီအာတွန်ဘက်ထရီတွေနဲ့တာရှိကန်အစားအစာတွေကိုအရေးပေါ်အခြေအနေမှာတဘာရဲယူဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ရေလွှမ်းမိုးထားတဲ့နေရာတွေ၊မြေပေးချောင်းပေးနေရာတွေနဲ့မြေပြိုနိုင်တဲ့ တောင်ပေါ်ဒေသတွေကိုဖျက်ဆီးသွားလာတာခီးသွားတာမျိုးရှောင်ကျင်ပါမြစ်တွေချောင်းတွေမှာရေစင်းကူတာမျိုးလည်းဒီကာလမှာအထူးသတိပြုရှောင်ကျင်ပါမြွေနယ်ပုံမအန်ဒီရီကိုလည်းသတိပြုပါလေချောင်းတိုက်ခိုက်တိုင်းမိုးတဲထန်းစွာရွာသွန်းတာနဲ့အတူရေကြီးရေရှမ်းတာမြေပြိုတာစတဲ့ကြားရောက်နိုင်တဲ့အန်ဒီရီတွေအတွက်ကျွတ်တင်ပြင်ဆင်ပြီးကာကွယ်ဖို့နီလန်းတွေအရေးပေါ်ခလုံးဖို့နေရာတွေနဲ့လိုအပ်နိုင်တဲ့အရေးပေါ်အသုံးဆောင်ပစ္စည်းတွေအတွက်ကျွတ်တင်ပြင်ဆင်ထားပါ